မင်္ဂလာပါရှင်ဒီနေ့မှာတော့စာရေးဆရာမဂျူးရဲ့ကျမချစ်တော်ကဘာမြေဆိုတဲ့စာအုပ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ဒီစာအုပ်မှာတဘာဝပတ်ဝန်းကျင် ထိမ့်သိမ်းရေးဆရာစောင်းပါးများကိုတစုတစည်းတဲ့ဖော်ပြပေးထားတာဖြစ်ပါတယ်အခန်းတစ်မှာကဘာကြီးပူနွေးလာခြင်းအကြောင်းကိုဖတ်ပြပေးသွားမှာ ဖြစ်ပါတယ်အခန်းတစ်ကဘာကြီးပူနွေးလာခြင်း ။တမီးရေရေနံเจ้าမှာစောင်းဝင်နေပြီလား။ဒီရန်ကုန်မှာတော့စောင်းနေတူတာဆိုလို့ညနေနေဝင်စောတာတခုပဲပြောစရာရသေးတယ်။ပူအိုက်မြေပူအိုက်လျက်ပါပဲ။ဒီနှစ်မိုးနှောင်းကောင်းလို့စောင်းရသည်မှာအေးပူမယ်လို့ခံမင်းနဲ့စကားတွေကြားရတယ်။အေးကိုအန်တီကဝမ်းမြဝမ်းသာကြိုးစားဖို့ပြင်နေတော့အပူကပဲတနေပြီးတနေလက်ခံနေရတယ်။ဒီနှစ်စောင်းအဝင်ကအခုထိတော့အရင်နှစ်တွေထက်ပိုပူနေတော့မယ် ရုံမြင့်တန်ကြားကပြောပြတဲ့မိုးလေဝသအခြေအနေမှာအမြင်မြင်တွေ့နေရတဲ့မြို့တွေရဲ့အပူဒီဂရီတွေကတော့ဆောင်းနဲ့တော်တော်ကိုဝေးသေးတယ်ဆိုတာပြနေလေရဲ့ကွယ်သူတို့ပြောပြောနေတဲ့ global warming ကမ္ဘာကြီးဖူနွေးလာခြင်းဆိုတာဒါပဲထင်ပါရဲ့အန်ဒီတို့ငငယ်တုန်းကတော့ဆောင်းရသည်ဆိုရင်တကယ်နှင်းမြူတွေဆိုင်းလို့ချမ်းလိုက်တာလည်းမပြောပါနဲ့တော့ ရေနံကြောင်းအိမ်ရဲ့ဧကန်းမှာမီးလင်းဖိုးထားခဲ့ရတယ်လေမီးလင်းဖိုးရဲ့ဘေးမှာမိသားစုဝိုင်းထိုင်ပြီးညနေမနက်တွေမှာမီးလုံကြရတယ်အန်တီတို့ကလေးတစ်တိုက်ကစားချက်မမေရတပည့်မြစ်လို့အန်တီတို့ခေါ်တဲ့ထဲမြစ်တွေကိုမီးဖုတ်ပေးလို့စားချက်လိုက်မီးလုံလိုက်တပည့်မြစ်တွေ စားလိုက်နဲ့အေးရချမ်းရတဲ့အရာတော်ကိုအခုပြန်စင်းစားရင်အခုထိလွမ်းနေတော့မယ် အခုသမီးတို့စီမှာစောင်းဟာစောင်းနဲ့တူအောင်အေးသေးရဲ့လား global warming ဆိုတဲ့ကမ္ဘာကြီးပူလွေးလာမှုဟာတော်တော်အကြောက်စရာကောင်းတဲ့ချိန်ချမှုအန္တရာယ်ကြီးတစ်ခုပဲလို့ပတ်ဝန်းကျင်ထိမ့်သိမ်းရေးသမားတွေကထောက်ပြကြတယ် global warming ဆိုတာကိုသမီးနားလည်အောင်အကျဉ်းပြင်ပြောပြရရင်တော့နေ့စဉ်စကတ်နဲ့အမျှထွက်နေတဲ့ကာဗွန်ဒိုင်အောက်ဆိုက် CO2 ထန်းငွေတွေကြောင့်လေထုအပူချိန်တက်လာပြီးကမ္ဘာကြီးပူနွေးလာတာကိုခေါ်တာပါ ရန်ကုန်မြို့ရဲ့လေထုထဲမှာကာဗွန်နိုက်အောက်ဆိုက်ဓာတ်ငွေ့ဘယ်အချိုးအစားထိတက်နေပြီလဲလို့အတိအကျမသိနိုင်ပေမဲ့ကိုရှူသွင်းရတဲ့လေဟာအရင်လိုအရသာမရှိတော့တာအစုပ်အပြည့်အာရပါရမရှူဝင်းလို့အသက်ကိုမြူးမီရှူနေကြရတာခံခံစားတိနေတိနိုင်တဲ့အစင်တိအပူရှိန်တွေတနည်းပြီးတနည်းမြင့်တက်လာတာဒါတွေဟာကောင်းတဲ့လက္ခဏာတော့မဟုတ်ဘူးတမီးကြီးကာဗွန်နိုက်အောက်ဆိုက်အချိုးအစားကဘလို့ကြောင့်မြင့်တက်လာရတယ်လဲဆို တမိမင်းရင်အချက်၃ချက်ကိုအကျံပြင်းအဖြစ်ပြောပြရမယ်။တစ်တစ်ပင်တွေတတော်တွေပြုံးတိကုန်မှုအဲ့ဒါကိုသူတို့က deforestation လို့စကားလုံးသုံးတယ်။မြို့ကြီးတွေမှာလူဦးရေထူတက်ကျက်သိမ့်လာမှု population growth ပေါ့ကွယ်။မြို့ကြီးတွေမှာလူဦးရေအဆမတန်များပြားလာတဲ့အခါမှာမြို့ရဲ့ area student mind နဲ့မများတအောင်ကျက်သိမ့်လာလေးရှိတယ်။စမှုနည်းပညာတွေအတုံးများလာမှု technological growth ဟာလေလေထဲမှာကာဗွန်ဒိုင်အောက်ဆိုက်မြင့်တက်လာစေတဲ့အကြောင်းရင်းတစ်ခုပဲပေါ့လေထုညင်ညံ့မှုကာဗွန်ဒိုင်အောက်ဆိုက်အချိုးအစားများလာတဲ့လေထုကြောင့်ဓာတ်ရိုက်ဖြစ်တာက အပူချိန်တက်လာတာအပူချိန်တက်တော့ရာသီဥတုတွေပြောင်းလဲဆိုးဝါးကုန်တာပေါ့ဒါအပြင်လေထုထဲမှာဓာတ်ငွေတွေအချိုးအစားမညီမညာပြောင်းလဲကုန်တဲ့အခါအိုဆုံးအလွာပောက်ကွဲမှုတွေဆိုတဲ့ကြောက်စရာအနေတွေဂျုံလာရတာပေါ့ အန်ဒီတို့ရန်ကုန်အထက်ကကောင်းကင်မှာအိုဆုံးလာမပေါက်ပါစေနဲ့လို့ဆူတောင်းနေကြရမှာပဲအိုဆုံးလာဆိုတာကိုသမီးသိတယ်မို့လားနေစီကနေ ultra violet ခရမ်းလွန်ရောင်ခြေတွေကိုကဘာကြီးစီမရအောင် တားပြီးတဲ့ဂျားလွာတစ်ခုလေတလောကရုပ်မြင်သင်ကြားဂျူရုတည်ထင်းမှာသမီးလည်းတွေးလိုက်မှာပါအန်တာတိက ပေါ်ကအိုဆုံးလာအပေါက်အကြီးကြီးကိုလေသူတို့အဲ့ဒီအပေါက်ကိုဖားဖို့စူးစမ်းနေကြလေရဲ့အိုဆုံးလာကဒါဒီခင်းလုံရောင်ချီတွေကိုကောက်ွယ်မပေးနိုင်ခဲ့ရင်ဖြစ်လာမယ့်အန္တရာယ်ပေါင်းမြောက်များစွာထဲမှာအတိတာဆုံးကတော့အေးပြားခင်းစားပါပဲတဲ့လီတို့ထဲမှာဓာငွေအချိုးဆပြောင်းလဲကုန်တဲ့အခါလီတို့ဟာညဉ့်ဉန်းလာတယ်လီတို့ကိုယ်တိုင်ကတန့်စင်မှုမရှိတဲ့အခါဒီလီတို့ဟာမကောင်းတဲ့ဓာငွေတွေကိုဘလို့လှုပ်ပြီးစစ်ထုတ်ပေးနိုင်တော့မလဲ အန်ဒီတို့မြို့ကြီးတွေမှာစက်ရုံစောက်လို့ရလာတဲ့ဘေးထွက်ပစ္စည်းတန်းငွေတွေဓာတုဗေဒပစ္စည်းတွေအ धिक အားဖြင့်မိသိန်းတန်းငွေတွေဓာရီကိုလေတုကတန့်စင်မပေးနိုင်တော့ဘူးပေါ့အဲ့ဒီတော့ဘာဖြစ်လာမလဲအန်ဒီတို့လူသားတွေရှုနေရတဲ့လေတုဟာအစိတ်အောက်ဖြစ်တဲ့တန်းငွေတွေကိုရောနှောထားတဲ့ toxic cocktail ကြီးဖြစ်လာတော့တာပေါ့တဲ့ရေတုညဉ့်ဉန်းမှု ကဘာကြီးပူနွေးလာလို့ကဘာရေပြင်တို့မြင့်တက်လာမယ်ဆိုရင်တမိအဲ့ဒါကိုနားလည်နိုင်ပါမလားဒုကဘာကြီးမှာရေရေခဲပြင်ဒေသတွေရှိရာတမိတိတာပဲအဲ့ဒီရေခဲတောင်ကြီးတွေမှာရေခဲပြင်ကြီးတွေဟာအေးပြောလာမယ်ဒီတော့ပင်လေရေမြင့်တဲ့ပြင်မြင့်တက်လာတာပေါ့မြို့တွေကိုရေလွမ်းမှုမှုဖြစ်လာမယ်မြေပြင်ရောရေပြင်ရောညင်ညမ်းကုန်မယ်ရေနေเจ้าမှာအေယဝရီမြည်ရေတက်ချိန်ဆိုရင်အန်ဒီတို့ငငေကမြည်ရေရှန်နဲ့ပတ်ဝန်းကျင်ကို တတ်တော့ကြည်ကြရတာအလေးထားတစ်ခုပဲရေကြီးသွားမလို့လို့အန်တီတို့ပြောကြတယ်အိမ်ထဲမှာရေတွေဝင်ပြီးရေတွေတွေရောအိမ်သားတွေရောမြင့်ရေတွေဖုံးလို့တအိမ်လုံးရေပြင်ဖြစ်နေရတဲ့အိမ်တွေကိုအန်တီတို့ကခက်လန်းလန်းဖျားအမြင့်စီကလှမ်းကြည့်ပြီးအထူးဆန်းမြင်ဝေးမှုပြောခဲ့ကြတယ်စဉ်းစားကြည့်စမ်းပါအဲ့ဒီအိမ်တွေမှာနေတဲ့အိမ်သားတွေဘလောက်စိတ်ပြတ်စိတ်ညစ်နေမဲ့အချိန်လဲ။ အဲ့ဒီအချိန်မျိုးမှာလူကြီးတွေကလေးတွေတယွန်းယုံနဲ့သူတို့အိမ်တွေကိုပွဲကြည့်သလိုလာကြည့်ခင်ရတာဘလောက်ဒေါသဖြစ်နိုင်မလဲနော်အဲ့ဒီတော့ကတော့မြည်ရရှင်လို့အဲ့ဒီပတ်ဝန်းကျင်မှာလေတုတွေရေတုတွေဘလောက်ညစ်ပတ်လာမလဲလို့အန်တီတို့ဘယ်တွေးမိမလဲခាយခဲရှင်တွေကတော့ဒုက္ခတွေကိုစိတ်ပြတ်ရလအောင်ကိုခံစားခဲ့ကြရမှာပဲနော်အဲ့ဒါရေနံเจ้าမှာအေယာဝတီမြည်ရတက်တဲ့ဒုက္ခပဲရှိသေးတယ် ဧရာဝတီမြည်ရဟာတနိုင်ငံလုံးနေရအနှံ့အပြားမှာ တပြိုင်တည်းရှန်တာဒါအပြင်တန်လွင်စစ်တောင်းချင်းတွင်းမြစ်အားလုံးရေတက်ရေရှမ်းဖြစ်တာဒါအပြင်ပင်လယ်ရိအကုန်ဒီရေတက်လိုက်ကျလိုက်ဖြစ်နေတာကဘာမြည်ကြီးမတက်ရင်ရေတုလည်းညင့်မယ်ရေတုညင့်ရင်လေတုရောကဘာမြည်ရောညင့်မယ်အပြည့်အလန်ပေါ့ကွယ်လူတွေတန်းနေချီပြီးတေကုန်ကြမဲ့အဖြစ်ဟာပေါ့ပေါ့အန်နေရဲ့လေးတော့မဟုတ်ဘူးပေါ့အန်ဒီတို့အဓိကတုံးနေတဲ့ အေယဝရီမြင့်ကြီးဟာရောဘလောက်တက်နေသေးလို့လဲတမီးရမရဘူးလို့အေယဝရီရဲ့အစပိုင်းဟာဘလောက်တက်နေဆိုတာသိမှာမဟုတ်ဘူးတမီးသိမှာကရင်းနှံချောင်းမှာမြည်ရတက်တဲ့အချိန်ရဲ့အေယဝရီရှုခင်းမဲသိမယ်ရင်းနှံချောင်းကနေကုန်းဆောင်ကိုမော်တော်နဲ့ဖြတ်ရစင်ကတမီးမြင်ရတဲ့အေယဝရီမြည်ရအယောင်ရှုံရဖြစ်နေတာပဲသိမယ်တကယ်အေယဝရီမြည်ရအစဟာလေဟိုးအောက်ချီကျက်စစ်ခဲတွေကိုအပေါ်ကနေထွင်းပေါက်မြင်းနေရလောက်အောင် တောက်ရီလိုပဲကြည်လင်နေတဲ့အေယာဝတိတမီရဲ့ဟိုးအောက်ကတဲပြင်ကိုမော်တော်ကငုံကြည့်ရင်အတိုင်းသားမြင်ရတဲ့အေယာဝတိအဲ့ဒီအေယာဝတိဟာမြစ်ဆုံကနေဗမော်လောက်အထိတန်းစင်ကြည်လင်နေတာမြင့်ရီကိုဒီတိုင်းတောက်လို့ရလောက်တယ်အန်ယူစီရောက်လာတဲ့အေယာဝတိကတော့အဲ့လိုမကြည်လင်တော့ဘူးပေါ့မြို့အထက်ထက်အနေအရရက်ကိုဖျက်လာပြီးနုံမြေတွေမြေစီလာတဲ့ကမ်းပါမြေပြင်တွေကိုတိုက်စားတဲဆောင်လာခဲ့တဲ့အေယာဝတိဟာ ြူတိုင်းမြူတိုင်းရဲ့အညစ်အကြေးတွေကိုပါတဲခေရတာလို့အန်တီပြောရင်တမိအံ့ဩမလားလီဒီမော်တော်ရီဘောကအညစ်အကြေးပေါင်းစုံ စိတ်ကဲမြူပေါင်းကအညစ်အကြေးပေါင်းစုံတွေထဲမှာလူမစင်တွေစားခြင်းစားကြံတွေအမိုက်တွေခွေသိကောင်ပုတ်တွေစိတ်ယုံအညစ်အကြေးစိတ်အတောက်အပြည့်စီပြီးအများကြီးအများကြီးတမိစဉ်းစားလို့ရသမျှယွန်းစရာအညစ်အကြေးမှန်သမျှအေးရဝလေးမြစ်ထဲကိုရောက်တဲ့လို့တွက်လိုက်စမ်းဘလောက်ဆိုးွားလိုက်တယ်လဲနော်တန်ဆင်းကြည်လင်နေတဲ့ ရေခဲတစ်ခုတည်းကိုအညစ်အကြေးတစ်ဆက်ကျသွားတာမသိတာပဲမြင်နေတဲ့ရေပြင်ထဲကိုကျသွားတဲ့နောက်ထပ်အညစ်အကြေးတစ်ဆက်ဟာအစိတ်အတော့ဖြစ်လာစေတယ်လေရေတို့ညဉ့်ညံ့မှုကိုအမြဲတိုင်းထွားတွက်ချက်နေတဲ့ဥရောပနဲ့အမေရိကန်နိုင်ငံတွေမှာကန်ဆက်မြစ်ရေပင်လယ်ရေသမုဒ္ဒရာရေတွေရဲ့အညစ်အကြေးအချို့အစကိုသိနေကြတယ်တချို့ကန်ဆက်တွေဆိုညဉ့်ညံ့ကုန်ကြပြီကွရေကိုတောက်ရေအဖြစ် တော့မှုမဆိုးထားနဲ့ရေစင်းချိုးမှုတော့အနာပိုင်းတွေနဲ့တားမြစ်ယူကြတယ်။ကျမရေထိခိုက်မှဆိုးလို့ပေါ်သမီးရေအန်ဒီတို့ရဲ့အေယဝရီကင်ဆာမှာရေရဲ့အညစ်အကြေးအချို့အစကိုစနစ်တကျတိုင်းထွာပြီးတိမထားပြီမဲ့အညစ်အကြေးအမိုက်ပေါင်းများစွာကိုတုံ့ချခံနေရတာမျက်မြင်ပဲမို့ရေဟာညဉ့်ညမ်းနေပြီဆိုတာတော့အားလုံးသိပါတယ်။အေယဝရီမြည်ရီကိုတုံးတဲ့အခါတချို့ကရေကိုကြည်အောင်အနေထိုင်အောင်စစ်ယူကြတယ်။အပေါ်ရန်စစ်ထားတဲ့ရေခက်ကြီးကြီးထဲမှာ အစိတ်အတမြင့်ချင်းဓာတ်ဒီနေကုန်ပါစေလို့ဆုတောင်းရမှာပဲပေါ့သမီးရေမြေတို့ညဉ့်ဉဲမှုတစ်တော့ပြောနာကြောင့်တောက်သုံးရင်နေလာတယ်လို့တစ်ဖက်မှာကာဗွန်နိုက်အောက်ဆိုက်ဆုပ်ယူတန့်စင်ပေးမဲ့တစ်တော့ရီမရှိတဲ့အခါလေတို့နဲ့အတူမြေတို့ပါညစ်ပတ်လာတော့တယ်သူတို့တွတ်ချက်ထားတာကဖြစ်ကြောက်စရာကြီးပေါ့ကွယ်ကဘာကြီးမှာတစ်စက္ကန့်ကိုတစ်တော့တအေးကခွေးနှုံးနဲ့ပြုံးတိနေတဲ့ ဒီနှုံအတိုင်းသာဆိုရင်ဖြင့်နောင်ရာစုနှစ်တဝက်မှာရှိသမျှတက်တော့အကုန်ကုံသွားမှာပဲတဲ့လူတွေစွန့်ပစ်တဲ့အညစ်အကြေးဘလောက်ထိများနေတယ်လဲဆိုတာစနစ်တကျအတိုင်းထွာတွက်ချက်ကြည့်ကြတယ်အဲ့ဒီအခါမှာသူတို့တွေ့လာရတာကသူတို့နိုင်ငံတွေမှာလူတယောက်နေစဉ်စွန့်ပစ်တဲ့အမိုက်တတိုင်းနဲ့အညစ်အကြေးစုစုပေါင်းပမာဏဟာအဲ့ဒီလူရဲ့ကိုယ်ခန္ဓာအလေးချိန်ရဲ့နှစ်ဆတိတိများနေတည်တဲ့ကွယ် အညစ်ကြီးဆိုတာမှခြေဝန်းအညစ်ကြီးကအစသူစွန့်နဲ့အမှရေနှောင်မျိုး ရေနှောင်မျိုးနဲ့စွန့်နေရင်ကမော်တော်ယာဉ်ကထွက်တဲ့ဒဏ်ငွေအညစ်ကြီးအလုံးပါတာပေါ့တို့နိုင်ငံမှာလဲတိုင်းကြည့်ရင်တော့အဲ့လိုပဲများနေတာတွေ့ရမှာပဲသူလဲလူကိုလဲလူကိုကွယ်ကားရီဟာထွက်ထွက်ဒဏ်ငွေနဲ့ပတ်သက်ပြီးအန်တီမကြီးမလဲတာတစ်ခုရှိရဲ့ကားရီရဲ့အေဇောပိုက်ကိုတမျိုးတစ်ဖုံပြုတ်ပြင်းပြီးတုံးနေကြတဲ့ကိစ္စပဲ။ တမီးတို့စီမံတော့ကားရီအတုံးနေလို့ဒီကိစ္စဟာအနောက်ရှက်ဖြစ်စရာဟုတ်ချင်မှာဟုတ်မယ်အန်တီကတော့ရန်ကုန်မှာကရန်ကုန်မှာကားကြီးရဲ့အသွားများတဲ့လမ်းမပေါ်မှာနေရတဲ့သူဆိုတော့နေစဉ်နဲ့အမြဒီကိစ္စကိုရင်ဆိုင်နေရတာအနောက်ရှက်ကြီးတစ်ခုပဲကားကြီးတွေရဲ့ဆက်တံမှာတမန်မဟုတ်တဲ့အတန်ကျဲလောင်မှုကြီးတွေကိုကြားရတာဒေါသထွက်စရာကြီးပေါ့ကွယ်လီဘာကိုဖြည့်နေတဲ့ကပရင်ပရင်ဆိုတဲ့အတန်ကြီးကနာကွယ်လူမတက်တိုက်ပြူလူမတက်တုံခါလာတာ အဲ့ဒီကားကြီးကြောင့်ဖြစ်တဲ့တုံခါမှု vibration ဟာအန်တီရက်နေတဲ့ငါးထက်အမြင့် concrete ကျန်းမြင့်ထိအောင်ကူးဆက်ပြီးတုံခါနေတာအဲ့ဒါတစည်းလည်းမဟုတ်နှစ်စည်းလည်းမဟုတ်ယာနဲ့ခြေတဲ့ကားအစီးရင်စိတ်လိုလည်းရတနည်းလောက်တော့အဲ့ဒီအိဇောပိုက်ပြင်ထားတဲ့ကားကြီးတွေရဲ့ဆက်တံကိုနားထောင်ပြီးစီးရင်ပြုစုထားအောင်မယ်တနည်းတနည်းအထက်ချင်းမြင့်နိုင်လမ်းမပေါ်မှာအိဇောမီကိုနဲ့အတန်နဲ့ရောသူများကားထက်နှစ်ဆသုံးဆပိုဒုက္ခပေးနေတဲ့ကားအစီးရင် ဘလောက်ရှိမလဲဆိုတာရေတွက်ကြည့်ချင်လို့တချို့ကားတွေရဲ့အိမ်ရောငွေဟာသူမောင်းတော့တမျက်တလန်းလုံးမဲမောင်နှံစော်နေတဲ့မိကိုမတွေနဲ့ပြေးသွားတာပဲကားပိုင်ရှင်တွေဟာဘာဖြစ်လို့ဒီလိုညစ်ပတ်တဲ့စိတ်ရှိကြတာလဲဘသူတေးတေးငတိမာပြီးရောဆိုတဲ့အဖြစ်ထက်ဆိုးတဲ့ရုပ်မှမူပဲ ငတိတယောက်ထဲမှာပြီးသူများတွေတည်တာဂယုမဆိုင်ဘူးကွာလို့သူကိုယ်ကောင်းစန္ဒာကိုစိုးဝါလာတယ်မပြောနိုင်ပေမဲ့အဲ့ဒီတည်နေရဲ့သူများတွေဟာငတိကြောင့်တည်ရတာလည်းဖြစ်မယ်ဆိုရင်အဲ့ဒီငတိဟာတော့တော်တော်ရိုင်းဆိုင်ရုံမာတာပေါ့ဆက်တန်ပရင်ပရင်နဲ့မြည်အောင်အိဇောပိုက်ပြုပြင်ထားတာဘာကြောင့်လဲလို့အန်တီမေးစမ်းကြည့်ဘူးတယ်ကိုနဲ့ခင်မင်နေတဲ့ကားနဲ့ယင်းကြီးကျောင်းဝင်သူတွေကိုမေးကြည့်တာပေါ့အန်တီကခွင့်လွှတ်ကြည့်ချင်လို့လေ ီလိုလှုပ်ချင်းချင်းအပြင်တက်စီကုန်တက်တာစီလားဇေလို့လားလို့မဟုတ်ဘူးတဲ့လုံးဝမတက်ဆိုင်ဘူးတဲ့တယောက်ကတော့ဆက်ဘူးတာတက်တာအောင်လှုပ်ကြတာလို့ခံမင်းနေတယောက်ကတော့လီပါနေပရင်ပရင်မြည်တဲ့အတန်ကိုလိုချင်လို့ဖြစ်မှာပေါ့လို့ခံမင်းနေဖះဖះအန်တီဖြင့်ဘလို့မှခွင်းလွတ်နိုင်မှာဘူးကွယ်ကမ္ဘာမြေတို့နဲ့လေတို့ကိုအတန်နဲ့ရောညဉ့်ဉဲစီမှုနဲ့ရောဒုက္ခပေးနေတယ်ဒီကားကြီးကားငယ်တွေကိုနေ့စဉ်စက္ကန့်တိုင်း စင်စက်မပြတ်တီးခန့်နေရတာဘလောက်စိတ်ပြတ်ဖို့ဒေါသထွက်ဖို့ကောင်းလဲကဘာကြီးစူညံဒုက္ခနေလဲအေးမဆိုင်ဘူးကဘာကြီးပူနွေးရုံမကလို့မီးလောင်ပြကြသွားလဲဂယူးမဆိုင်ဘူးအဲ့ဒီအတိလဲသူတို့မှရှိဟန်မတူပါဘူးဒုဗုဒ္ဓဘုရားရှင်ဟာဟောတဲ့ကဘာကြီးတစ်ချိန်မှာမီးလောင်ပြည့်စည်မယ်ဆိုတာလေအဲ့ဒီအချိန်ဟာတိတ်မဝေတော့ဘူးလို့ထင်တယ်အဲ့ဒီအချိန်ဝေးတဲ့ထက်အဝေးအောင်ဆွဲဆန့်ထားလို့ရသလား ကဘာအရရက်ကသိပ္ပံပညာရှင်တွေကတော့ဤအမျိုးမျိုးနဲ့ကဘာကြီးရဲ့ပူနွေးမှုကိုရှင်းချဖို့ပြင်ဆင်တင်ကြောင်းအစိုးတင်သွင်းကုန်ကြပြီကဘာကြီးပူနွေးလာမှုကိုဘလို့တားဆီးရှင်းချပေးရမလဲလို့သူတို့တွေ့ကြည့်ကြတယ်လူအမျိုးမျိုးဤမျိုးမျိုးပေါ့ကွယ်ဘလောက်ပဲဤတွေစုံနေပါစေအ धिक လူရင်းဤရတော့နည်းနည်းလေးပါလူဦးရေကိုကန့်တတ်ရမယ်ကဘာလူဦးရေတုံးတော့ ဒါထက်ရော့အောင်ထိမ့်သိမ့်ရမယ်ပေါ့တမိချားမိမလားမသိဘူးတရုတ်နိုင်ငံမှာဒါသူတစုကိုတတ်သမီးတယောက်ပဲယူရမယ်လို့ကန့်တက်လိုက်ပြီးတယ်အန်တီကအစိုးမြင်ဝါဒီတော့မဟုတ်ပါဘူးဒါပေမဲ့မှန်နေတာတခုကတော့ကမ္ဘာစစ်ကြီးတွေဟာလူဝူးရေကိုတနည်းတဖုံကန့်တက်ပြီးတယ်ဆိုတဲ့အချက်ပဲဘာပဲဖြစ်ဖြစ်အခုဒုတိယကမ္ဘာစစ်အပြီးမှာတတိယကမ္ဘာစစ်မပေါ်သေးတာဝမ်းသာစရာပါပဲ လူဦးရေကန့်တတ်ဖို့နီလန်းတွေထဲမှာစာတက်မြောက်သူ များပြလာဖို့ဆိုတဲ့နီလန်းလေးလူတွေဒါလဲကျမ်းမာရေးဘုဟုတ္တတာကိုပြောရရင်နားလည်လက်ခံနိုင်ပါလိမ့် Path control လို့ခေါ်တဲ့မွေးဖွားနှုန်းကန့်တတ်ထိန်းချုပ်တဲ့နည်းကိုတော့ဓာတ်ရိုက်ပတ်သက်မှန်အလုံးသိနေမှာပါကဘာကြီးကျမ်းမာဖို့တင့်လျော်တဲ့စက်မှုနည်းပညာကိုသုံးရမယ်ဆိုလိုတာကကဘာပဝင်းကျင်လေတု ရည်ထုညဉ့်ဉန်းမှုရော့စေပြီးကမ္ဘာစီးပွားရေးအကျိုးကျေးဇူးလက်မထိကိုက်တဲ့ဤပညာတွေကိုသုံးရမယ်ပေါ့ဥပမာတချို့နာမည်ကြီးကားကုမ္ပဏီကြီးတွေကအဲ့ဒီလိုအစိတ်အတော့နေစီတဲ့ပစ္စည်းတွေနဲ့သူတို့ကားကိုထုတ်လုပ်နေကြပြီးပြဿနာကဈေးနည်းနည်းမြင့်နေတယ်ဒီတော့ဈေးသက်သာမှုကိုအဓိကရွေးတဲ့ဝယ်သူတော်တော်များများသူတို့ကားတွေကိုလှည့်တာမကြည့်ကြဘူးခရီးမဆိုင်ကြဘူးကမ္ဘာပတ်ဝန်းကျင်ညဉ့်ဉန်းမှုကိုခရီးမထားမိတဲ့လူတွေဟာ ငွေတက်တာဝယ်ဝယ်ရွေးကြတာတဘာဝပါပဲစွန့်ပစ်ပစ္စည်းတွေကိုပြန်တန်းစင်ပြီးလူသုံးခုအဖြစ်ပြန်ထုတ်တဲ့နည်းကိုအသုံးပြုရမယ် recycle and recyclable materials လို့သူတို့သုံးနှုန်းလေးရှိတယ် recycle ဆိုတာစွန့်ပစ်ပစ္စည်းရနေပြန်ထုတ်ထားတဲ့လူသုံးခုပစ္စည်းကိုခေါ်တယ်တမိတိတာတဲ့အနည်းဆက်ဆုံးဥပမာတော့စက္ကူပါပဲ အန်ဒီတို့နိုင်ငံမှာစက္ကူကအဓိကအသုံးပြုနေတဲ့ recycle material ပေါ့အဲ့ဒီ recycle နဲ့ recyclable materials တွေအကြောင်းနောက်တစ်ခါကျမှတက်တက်ပြောပြမယ်နော် recyclable ဆိုတာပြန်လည်တန်းစင်ပြီးကုန်ပစ္စည်းတစ်ခုအဖြစ်ပြန်ထုတ်ပေးဖို့လွယ်ကူတဲ့အရာကိုခေါ်တာပါစက္ကူဟာအကောင်းဆုံး recyclable ပစ္စည်းပေါ်တမီးရဲ့ ေတပ်မှုအကြီးအောင်ဘူးတွေကို recycle ပြန်လုပ်တဲ့လုပ်ငန်းစဉ်အဆင့်ဆင့်ကိုတခါတော့ကမြန်မာရုပ်မြင်သံကြားမှာကြီးလက်ရဖို့လေ Science Wall လို့ခေါ်တဲ့ program တစ်ခုကနေလာတာအဲ့ဒီ Science Wall program လာတာကြာပြီကျနာပဲအန်တီဘဲမကြီးဖြစ်လို့လားပြောတတ်ပါဘူးအဲ့ဒီအစီအစဉ်ဟာတမီးတို့လိုចောင်းသူចောင်းသားတွေအတွက်အလွန်တင့်တော်တာ ရေတံဘူးဘုံတွေကိုရေစေးဘူးဘုံတွေအလုံးကိုဟိုဘက်ဒီဘက်ဖိညက်တဲ့ဆက်ကြီးတွေနဲ့ဖိညက်ချလိုက်တဲ့အခါရာပေါင်းများစွာသောဘူးဘုံတွေဟာချစ်လက်နေတဲ့အတုံးတုံးဖြစ်သွားတယ်။အဲ့ဒါကိုမီးနဲ့အပူပေးပြီးအရေးချိုးတာတမီးရဲ့အရေးချိုးပြီးရဲ့နောက်အဲ့ဒီပလတ်စတစ်ရေကိုချီးမြင်းတွေလိုဖြစ်အောင်အမြင်အပြည့်ညှင့်ချလိုက်တယ်။အဲ့ဒီအခါအဲ့ဒီခြေဟာအချီလိုပိုးချီမြင်လို့ဖြစ်သွားတာပေါ့ကွယ်အမြင်အကြီးစားပေါ့အဲ့ဒီတော့မှခြေတုပ်ဖုံးတို့ကော်စောတို့ရက်ယူတာ ဝန်နေစတဲ့ခုပြောရအောင်မယ်အန်တီတို့သမီးတို့လက်တကူအ aya ပါရတုံးနေတဲ့ချွတ်ချွတ်အိတ်တွေဟာ recycle လုပ်လို့ရတဲ့ပစ္စည်းတွေပဲအဲ့ဒီအကြောင်းတော့မှပြောပြမယ်ကမ္ဘာအရရမှာရှိသမျှနိုင်ငံတွေကိုပဝင်းချင်းထိမ့်သိမ်းရေးအမြင်ရှိအောင်တင်ကြားပေးတဲ့နည်းတချို့လူတွေလူတွေတော်တော်များများပါပဲကွယ်ကမ္ဘာမြေကြီးဟာကိုယ့်ရဲ့အိမ်အောင်ဖေးနဲ့ဆက်ဆက်နေတယ်ဆိုတာတတိမရှိကြဘူးသမီးရဲ့ အဲ့ဒီအချက်ကိုမြင်သားတာကတော့မြို့တိုင်းမြို့တိုင်းရဲ့နောက်ဖေးလမ်းကြမြင်ကွင်းမှာပဲနောက်ဖေးလမ်းကြမြင်ကွင်းနေအကြောင်းလဲတမိကိုတက်တက်ပြောပြအောင်မှာပါကဘာကြီးကိုစမ်းမကုသဖို့ဆိုတာခြုံပြောရရင်တော့လူတွေမှာတူးချင်းစီအတ္တိတရားရှိဖို့ကိုချင်းတရားရှိဖို့လည်းအရေးကြီးတယ် ဘာမှခက်ခဲတာမဟုတ်တဲ့ကိစ္စလေးတစ်ခုကိုအသီးစိတ်ရှိရှိလူတိုင်းလိုက်နာရှင်းတော်မှုအရေးကြီးတယ်။အချိန်တူတူလေးမျက်စိရှိမှောက်ကကာလတူတူလေးဝတ်တာကြည့်မိစဉ်းစားမိကြတဲ့ short term thinking အလေးအကျင့်တွေကို ပေဖြောက်နိုင်မှာဖြစ်နိုင်မယ်။အဲ့ဒီအသီးစိတ်ကပတ်စံဆန်းတာဆင်းရဲတာနဲ့တိတ်မဆိုင်လားတဲ့အသီးစိတ်ပါ။ပတ်စံချမ်းသာပြီးငွေဝယ်ရလို့တုံးဖြုံးနေတဲ့လူတွေမှာ ဒီအတိမရှိတဲ့သူတွေပါတယ်လို့ငွေစင်းရိပ်ပြီးမဲ့အတိပညာပြေးဝါးတဲ့လူတွေထဲမှာပဝင်းချင်းကိုကိုတက်ဆိုင်နေတဲ့နောက်ထိမ့်သိမ့်ပြီးတဲ့လူအမျိုးအစားတွေအများကြီးပဲရှိပါတယ်အဓိကတော့အတိစိတ်ဓာတ်ပါပဲကွယ်ကလျာမဂ္ဂဇင်းဒီဇင်ဘာ1998ခုနှစ်ဂျန်ကို Art in the Balance by El Gore ကျေးဇူးတင်ပါတယ်နောက်ထပ်အခန်းများကိုလည်းဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ရှင်